မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုဂုဏ်ပြုတဲ့ပြည်သူ့ကောင်ရင်စုကိုတားဖြစ်သူကိုစားလက်ခံတဲ့အကြောင်းတင်ဆက်ပေးပါမယ်အမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်ဟူစတန်မြို့မှာ16ကြိမ်မြောက်ပြည်သူ့ကောင်ရင်ဂုဏ်ပြုမှုအခမ်းအနားကျင်းပခဲ့ရာဒီနေ့အတွက်ရွေးချယ်ပေးအပ်ခြင်းမြင်ခံရတဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုစားတားဖြစ်သူကိုထိန်လင်းကဆုလက်ခံရယူခဲ့ပါတယ်မေလ24ရက်ကကျင်းပခဲ့တဲ့ပြည်သူ့ကောင်ရင်စုဂုဏ်ပြုပွဲမှာကို ထိန်လင်းကော့ကင်မီအဲရစ်ကကိုစားစုလက်ခံယူခဲ့တာဖြစ်ပါတယ်။ တီစုကမိမိရဲ့စွန့်လွတ်မှုတွေကိုသာမကလွတ်လပ်တဲ့မြန်မာနိုင်ငံဖြစ်စေချင်တဲ့အိမ်မက်ကိုလည်းရည်ညွှန်းပါတယ်။ဒီအတွက်ကျွန်တော်တို့ဆက်လက်ပြောဆိုတွန်းလှန်ကြရမယ်။မကြခင်ဒီမိုကရေစီရမယ်ဆိုတာကိုရှုံချကြရမယ်လို့ကိုထိန်လင်းကစုပြီးဝဲမှာပြောသွားတာပါ။ American ခြေဆိုင်ပြည်သူ့ကော်မတီတင်ကခုနှစ်အတွက်တောင်ဆန်းစုကြည်ကိုရွေးချယ်ပြီးစုချင်းမြင်ရတာတော့စစ်အာဏာရှင်ကိုဒုမထောက်ပဲကြက်ကြက်ခိုင်တွန်းလှန်နေတဲ့စိတ်ဓာတ်ခွန်အားကိုဥညွတ်ကုန်ပြူတာလို့ထုတ်ပြန်ထားပါတယ်။စုကြည်ကတော့ဒေါ်လာ1000ပြည့်ရတာပါ။အခုစုကြည်ကိုမတရားဖန်ဆီးချုပ် ံနောက်ခံထားတဲ့နိုင်ငံရေးအကျဉ်းသားမိသားစုတွေနဲ့လူငယ်တွေရဲ့ပညာရေးအတွက်အသုံးပြုမယ်လို့ဒေါအောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကိုထင်လင်းကပြောပါတယ်။ပြီးခင်ဖြစ်သူဒေါအောင်ဆန်းစုကြည်ကမြန်မာဒီမိုကရေစီအတွက်အထူးအရေးပါတဲ့ခေါင်းဆောင်တဦးဖြစ်ပြီးလူလူနဲ့ကင်ကွာအောင်စေအောင်စုကအကျဉ်းချပြီးမယ်ဒေါအောင်ဆန်းစုကြည်ရဲ့စိတ်ဓာတ်ကိုတော့ထုံနောက်မထားနိုင်ဘူးလို့ကိုထင်လင်းကဆိုပါတယ်။ပြည်သူ့ကောင်ကြီးစုကွန်ပျူမှုတွေကမြန်မာနိုင်ငံရေးနိုင်ငံရေးစီးပွားရေးကိုမျက်ခြေမပြတ်လိုက်ပါနေတဲ့ပြည်ရင်းပြည်ပပြည်သူတွေရဲ့အတန်တွေဖြစ်တယ်လို့အဲ့ဒီဘက်ရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော် ဝနာကစုပေးပွဲမှာပြောကြားလိုက်ပါတယ်။ ပြည်သူ့ကွန်ရီဖွဲ့ကမြန်မာပြည်မှာ2021ဆက်အာနာသိမ်းမှုနောက်ပိုင်းຫນွေဥတော်လိုင်းကြီးပြည်သူတွေပြည်သူ့ကာကွယ်ရေးဖွဲ့ဝင် PDF တွေတာမတ်ကြီးဥတော်မိုးထွန်းနဲ့ຫນွေဥတော်လိုင်းကြီးမှာလူငယ်ရီရဲ့တီထွင်ဖန်တီးမှုတွေကိုပြည်သူ့ကွန်ရီကွန်ပျူမှုတွေအဖြစ်ရွေးချယ်ပေးရခဲ့ပါတယ်။တကြောပြန်အာနာသိမ်းမှုမတိုင်ခင်ကလည်းကိုဗစ်ကာကွယ်ကုသရေးဆွမ်းဆွမ်းတမန်ဆောင်ရွက်ခဲ့တဲ့သူတွေဒေါက်တာရဲလွင်ဦးဦးဆောင်နဲ့မန္တလေးမြို့တော်စီမံတရားရေးကော်မတီရန်ကုန်တိုင်းကုညီမှုတင်ဥက္ကဋ္ဌဦးကျော်သူတို့ကိုလည်းစုရွေးချယ်ကွန်ပျူပေးရခဲ့ပါတယ်။ဆလပီကျွန်းကြီးရွာမှမင်္ဂ လာဆောင်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုပြည်သူစစ်နှုံးတည်ဆုံနေကြောင်းတင်ဆက်ပေးပါမယ်။ပြင်းထန်ထန်ရရသူ19ဦးရှိပြီးကလင်းငယ်73ပါဝင်တယ်လို့ KNU ထုတ်ပြန်ပါတယ်။ ။ပဲခူးတိုင်းကြောင်ကြီးမြို့နယ်တွန်းကြီးကြီးရွာမင်္ဂလာဆောင်စစ်ကောင်စီလေကြောင်းမှပုံချဲတိုက်ခိုက်မှုကြောင့်ကလင်းငယ်နှောင်းနယ်မြို့သမီပါဝင်၁၂ဦးသေဆုံးပြီးကလင်းငယ်၁၃ပါဝင်၃၈ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း KNY မြို့သားစီယုံ KNY ဘ ਹੁ ကမေလ၂၆ရက်ကထုတ်ပြန်ပါတယ်။မေလ၂၅ရက်မနက်က KNY တပ်မှ၃နေမြေညောင်လေးပင်ခရိုင်တွင်မှပါဝင်နေတွန်းကြီးကြီးရွာကိုစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံနှလုံးကျဉ်ချတိုက်ခိုက်ခဲ့ပြီးဒေသခံများပြားသေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာတရုတ်သမီးနဲ့၅နှစ်အ ရွယ်ကလေးနှံဦးပါဝင်မင်္ဂလာပွဲတက်ရောက်တဲ့ဒေသခံစုစုပေါင်း၈ဦးပွဲချင်းပြီးတည်ဆောင်ပြီးစိုးရင်တရားရရှိသူများ၄၁ဦးရှိရာ၄ဦးထပ်မံတည်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိလက်နက်ကင်မရှိတဲ့ဒေသခံပြည်သူလူထုတွေနေထိုင်နေကြုံကြည်ကြုံရမင်္ဂလာပွဲကျင်းပနေတဲ့နေရာကိုရှိရွယ်ချက်ရှိရှိပုံချဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း KNU ကထုတ်ပြန်ပါတယ်အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်နေအိမ်ဆက်တလုံးစည်းဆိုင်တဆိုင်တဲတလုံးနဲ့စတင်ကြောင်းခြံပြက်စီးခဲ့ရတယ်လို့ KNU ကအတည်ပြုပါတယ်စစ်ကောင်စီအနေနဲ့စစ်စည်းကမ်းဥပဒေမျှ ာမလိုက်နာပဲရဲသားများကိုလေးချောင်းတိုက်ခိုက်တပြက်ခဲ့တဲ့လူရကများစွာအောက်တန်းကြကြောင်းကြောက်ကြီးမြို့နယ်တွင်တိုက်ပွဲဝင်နေတဲ့တော်လိုင်းတပ်ဖွဲ့တွေကပြောပါရယ်အပြစ်မဲ့ပြည်သူတွေအကြောင်းမဲ့တင်ရတဲ့ဒီကောင်တွေရဲ့လုံရဘလောက်ထိလူမဆန်လဲဆိုတာဒါကတော့ကျွန်တော်တို့တနိုင်ငံလုံးသိမိသားဖြစ်ပါရယ်ကျွန်တော်တို့ရှင်ထဲမှာနာကြီးတဲ့အရန်မုံတိမိတဲ့ဘာမှမဆိုင်တဲ့ပြည်သူတွေကိုဒီလိုလုပ်စရာအကြောင်းမရှိဘူးလို့အဆိုပါတာဝန်ရှိသူကပြောပါရယ် ပြည်သူများအနေနဲ့လည်းစစ်ကောင်စီရဲ့ရုံမှမှုတည်ပြီးသားဖြစ်တော်လည်းမြည်သည့်နေရာနေနေတတိရှိစွာနေထိုင်သွားလာကြဖို့၎င်းကတိုက်တော်မှာစစ်ကောင်စီကအချိန်မီ၍အနည်းရပေးနိုင်လို့ကရုတ်ချင်းဘဏ်ကများခိုင်မာစွာတိစောက်ထားဖို့တိုက်တော်မှာစစ်ကောင်စီကငလင်ပြီးကြောင့်မေလာကုန်ထီအပြည့်ရစဲကြောင့်ကြီးညာထားတော်လေးတဲ့ကြောင့်တိုက်ခိုက်မှုတွေအရှိန်မြင့်ပြီးနိုင်ငံတော်အရက်သားပြည်သူများကိုပြစ်မှတ်ထားတဲ့ပုံကျဲတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်လျက်ရှိပါတယ်။ဆက်လက်ပြီးမြင်းချက်ခရိုင်ရှိတပ်စခန်းများတိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီတပ်သင်္ဘောများစစ်မီးကုန်စိတ်ကံဦးတီလာနေတဲ့ကြောင့်တင် က်ပေးပါမယ်။မန္တလေးတိုင်းမြင်းချက်မြို့နယ်ခရိုင်တွင်းရှိ တပ်စခန်းများတိုက်ခိုက်ခံရပြီးနောက်မန္တလေးနယ်ပခုတ်ကူတို့မှစစ်ကောင်စီတပ်သားများတင်ဆောင်လာတဲ့တင်မော်လီစီကစီမီကုံမျိုးစိတ်ကံကိုဥတီလာနေကြောင်းစစ်ဘက်သတင်းအရင်းမြစ်တချို့ကပြောပါရယ်စီမီကုံစိတ်ကံကမြင်းချံမြို့နယ်ရေမြောက်ဖက်စွန်းမှရှိပြီးတော်လိုင်းတပ်တွေရဲ့မေလ15ရက်ကစတင်ခဲ့တဲ့မန္တလေးတိုင်းတွင်ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးမှစီမီကုံရဲ့စခန်းကတိုက်ခိုက်ခံခဲ့ရပါရယ်မေလ26ရက်မနက်မှာမန္တလေးမြို့ကုန်းဝန်စိတ်ကံမှစစ်ကောင်စီရဲ့တင်မော်များအောက်ဖက်ကိုမောင်းနှင်လာပြီးပခုတ်ကူမျိုးဘက်မှတင်မော်ရီလေအထက်ဘက်စံတက်လာကစီမီကုံစ ေကံကိုစိုက်ကမ်းမယ်လို့တရင်ရရှိကြောင်းမြောင်မြို့နယ်ပြည်သူ့လုံခြုံရေးနယ်ပြည်သူ့ကာကွယ်ဖွဲ့တာဝန်ကကိုနွေဦးကအတည်ပြုပါရယ်စစ်ကောင်စီအင်အားများပြီးစုစုပေါင်းတင်မော့၄စီလို့သိရတယ်လို့၎င်းကပြောပါရယ် အင်အားရမြေကြောင်းတိုင်းမောင်းနေလာတဲ့စစ်ကောင်စီတင်းမော်တွေကရန်တပ်ပြစ်ခတ်မှုတွေပြုလုပ်နိုင်လို့မြေကမ်းပီရှိကျေးရွာများတတိပြုဖို့လဲကိုနွေယူကတိုက်တွန်းထားပါတယ်မနီကကလေးကစိတ်ကမ်းမှာပဲတဲ့အိတ်တွေတာယာဘိန်းတွေကထားတဲ့တင်းမော်နစီတွေ့ရဲ့ဒီမနက်မရှိတော့ဘူးလို့ပခုတ်ကူမျိုးနီသူတောက်က၎င်းတွေ့ရှိမှုကိုသတင်းဌာနကိုပြောပါတယ်မြင်းကြံနှထိုးကြီးတောင်သားနဲ့ငဇုံမျိုးနယ်တို့မှာစစ်ကောင်စီကိစ္စကန်တွေကိုမေလ15ရက်မှာတပြိုင်နက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သေးဆုံးသူ50ထက်မနည်းရှိကလက်နက်29လက်သိမ်းစင်ရရှိခဲ့ကြောင်းကိုမြင်းဆောင်အညာမြေ ်စစ်စင်ရေးကမေလ24ရက်မှာထုတ်ပြန်ထားပါတယ်။မြင်းချံခရိုင်စစ်ဌာနခရိုင်ကိုကဲမှုရဲစီမံကိုကဲမှုနယ်မြင်းချံမြို့နယ်ရှိစီမီကုံရဲစခန်းကြောင်ပြုံရွာဖြူစော်ဒီစခန်းတောင်ရှိကိအထိုင်စကန်18ရက်ကွက်နဲ့ခရိုင်ထွေးအုပ်ယုံတို့တိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်နထိုးကြီးမြို့နယ်ရှိဝလူရဲစကန် gas pipeline နဲ့မြို့မစကန်ဇီယွာနီစစ်ကြောင်းတောင်တာမြို့နယ်မှာထနောင်းကုန်းပြူစော်တီယွာစကန်မြို့ဝင်ဂိတ် gas pipeline နဲ့ငဆုံမြို့နယ်ရှိမြို့ဝင်ဂိတ်မြို့တာဘတ် ဆောင်ကင်းရဲစခန်းတို့ရှိစစ်ကောင်စီတပ်သားတွေတပြိုင်နက်တည်းတိုက်ခိုက်ခံခဲ့ရတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်သားရဲနဲ့ပြူစော်တီစုစုပေါင်း90ဦးထပ်မင်းတေဆောင်ပြီးအများပြားဒဏ်ရာရရှိကတနက်29လက်နဲ့ခရင်များသိမ်းဆည်းရရှိခဲ့ကြောင်းဖော်ပြပါတယ်မြင်းချန်ခရိုင်အစင်စစ်စစ်ရေးနဲ့တိုက်ပွဲဆက်ဖို့ဆောင်မှုအခြေအနေကိုတော့ကိုမြင့်ဆောင်အညာမြစ်စစ်စင်ရဲပြောရေးဆိုခွင့်ရှိသူကဖြေကြားထားတာမျိုးမရှိပါဘူး နောက်ထပ်တစ်ပုတ်အနေနဲ့ဂျမ်ဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဆိုးရွားလာတဲ့အတွက် NUG ပညာရေးကျောင်းများအားလုံးယာယီခိတ္တပိတ်ထားဖို့ပြည်တော်စုဝင်ကြီးညွှန်ကြားထည့်ကြောင်းတင်ဆက်ပေးပါမယ်။အဂျမ်ဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဆိုးရွားလာတဲ့အတွက်အမျိုးသားညီညွတ်ရေးဆိုရာ NUG လက်အောက်ရှိကျောင်းများအားလုံးယာယီခိတ္တပိတ်ထားဖို့ NUG ပညာရေးပြည်တော်စုဝင်ကြီးဒေါက်တာစောဝီဆိုကမနေ့ကညွှန်ကြားချက်တရက်ထုတ်ပြန်ပါတယ်။နိုင်ငံတော်အာဏာကိုစစ်တပ်မှမတရားသိမ်းပိုက်ပြီးချိန်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝင်ကြီးဌာနကကလေးသင်ငယ်များပညာသင်ကြားခွင့်မဆုံးရှုံးစေ ဖို့အတွက်ကြာကာလပညာရေးကိုနီလန်မျိုးစုံနဲ့ဖော်ဆောင်တင်ကြားပေးလျက်ရှိကြောင်းအခုချိန်မှာမတရားအာဏာသိမ်းစစ်တပ်ကစတင်ကြောင်းများစေယုံများစတဲ့လူစုလူဝေးရှိရာနေရာတွေကိုလေကြောင်းမှနီလန်မျိုးစုံနဲ့ပုံချဲခြင်းဆက်တနက်များနဲ့ရှိရွက်ချက်ရှိရှိပြစ်ခတ်တိုက်ခိုက်ခြင်းတာဝေးပြစ်လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းတို့နဲ့လူသားများပေါ်ဆက်ရဆမှုကိုနေ့စဉ်ဆိုးရွားစွာကျူးလွန်လျက်ရှိကြောင်း NUG ဝန်ကြီးဒေါက်တာစောဝေဆိုရဲ့ညွှန်ကြားချက်မှာဖော်ပြပါရသည်။ နိုင်ငံသားကောင်းယေတနာကလေးတငယ်များဆင်ရဆဲမများနဲ့ចောင်းသူចောင်းသားများနဲ့ပြည်သူများအသက်အန္တရာယ်ဆုံးရှုံးထိခိုက်မှုမရှိစေဖို့အတွက်အမျိုးသားညီညွတ်ရေးဆိုရာပညာရေးဝန်ကြီးဌာနရဲ့အတိမတ်ပြုပူချိတ်ဆက်ပူပေါင်းမှုလိုနဲ့မြေပြင်မှာဖွင့်လှစ်ပညာသင်ကြားနေတဲ့အခြေခံပညာပြည်သူအခြေပြုပညာရေးចောင်းများအစင်းမြင့်ပညာចောင်းများနဲ့တပ်မွေးပညာចောင်းများအလုံးဘေးရန်ရဲ့ကင်းရှင်ရေးအစီအမံများဆောင်ရွက်နေစဉ်အတွင်းခိတ္တရာယေနာထားဖို့ညွှန်ကြားလိုက်ကြောင်းညွှန်ကြားချက်ကိုသက်ဆိုင်ရာအစဉ်စဉ်သောတာဝန်ရှိဖွဲ့စည်းများမှကြီးကြပ်ကူညီပူပေါင်းပါဝင်ဖော်ဆောင်ပေးကြဖို့နဲ့ တင်စားတည်ယုံမှုစဉ်စားမပြတ်စေဖို့အတွက်အမျိုးသားညီညွတ်ရေးဆိုရာပြည်ညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားတဲ့မူဝါဒများလမ်းညွှန်ချက်များတိုင်းဆောင်ရွက်ပေးဖို့ပြည်ညာရေးဝန်ကြီးဌာနကမြစ်တမ်းရက်ခံထားပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လိကြောင်းတိုက်ခိုက်မှုတွေကိုရှောင်ရှားပြီးပေကင်းစွာပြည်ညာတည်ယူနိုင်ဖို့အတွက်နီးလမ်းများရှာဖွေလျက်ရှိကြောင်း NUG ပြည်အောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကသတင်းဌာနနဲ့တွေ့ဆုံပြီးမြန်ကဲမှာထုတ်ဖော်ပြောဆိုထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်